လူတွေဟာနေစင်နဲ့အမြ။ကမ္မထန်၄ခုပွားတဲ့နယ်လို့နော်ကမ္မထန်၄ခုပွားတဲ့။ဘာပွားတဲ့နယ်လဲဆိုရင် ကိုယ့်ရဲ့တရားစွမ်းအားတွေထက်မြက်ဖို့အတွက်ဗုဒ္ဓနုတ္တိကိုအချိန်ပိုင်းနဲ့ပွားပါ။အများတရားတွေပေါ်မှာမေတ္တာထားနိုင်အောင်နော်မေတ္တာအချင်းချင်းမေတ္တာစိတ်တွေတက်ဝင်အောင်မေတ္တာပွားပါ။ လူတူတယောက်အပေါ်မှာတွေ့တာမှုတွေရှော့ချနိုင်အောင်အတုပကမ္မထံကိုပွားပါနောက်တစ်ခါကိုယ့်ရဲ့သိဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတတိဘာဝနာ ပွားပါလို့ဒီကမ္မထံလေးခုဗုဒ္ဓနုတ်တတိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထံလေးခုဟာ ဒီစတုရရက္ခလို့ဆိုဖိုးခါရီယံပေါ့ကို့အတွက်အကောင်းဆုံးအဆောင်လျှောက်ပဲလို့လူတွေကအဆောင်လျှောက်ဆိုရင် ပြင်မဲကဟာကို့ဆောင်မှာစောင့်နေထင်းနေတာမဟုတ်ဘူးကို့တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေဖြစ်ဖို့အတွက်ကို့အတွက်အရေးကြီးတဲ့အဆောင်သုံးခုပဲလို့ဒီလိုအဆောင်၄မျိုးလို့ဒီလိုဆိုလို့တာနော်ဘာကိုစောင့်တာတုံးလို့မေးလို့ရှင်ဗုဒ္ဓံတို့တတိဖြင့်မိမိရဲ့တရားစွမ်းအားတွေကိုထိမ့်ထိမ့်စောင့်ရှောက်ထားသောအပြင် ဒီတရားရော့နေသွားတဲ့ဆိုတော့အန္တရာယ်မဖြစ်အောင်လို့ဒီလိုဆွလို့လားအဲခုခေတ်ကတော့ဘုရားနဲ့တူပြီးွားလို့ရှင် အန္တရာယ်ကင်းတယ်တို့ဘာလို့အန္တရာယ်ကင်းဖို့ပဲကြည့်နေနော်အန္တရာယ်ဖြစ်တာက ပြင်းမကလာတဲ့အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိနိုင်တယ်သို့တော်သူအန္တရာယ်ပေးတာတဘဝတခဏပဲတရားတရားပြတ်သွားပြီဂျင်ညိုစိတ်တွေရောနေသွားပြီဆိုလို့ရှင်နော်တဏှာမှာ အန္တရာယ်များတယ်ပေါ့ မေတ္တာမေတ္တာရဲ့စောင့်ရှောက်မှုကအေးမေတ္တာခြုံ လုံးနေဆိုတာဘာလုံးမှလည်းမသိဘူးနော်မေတ္တာခြုံလုံးနေဆိုတာကိုယ့်ရင်ထဲမှာအမုန်းမရောက်ဘူးလို့ပြောတာညာတော်အဖြစ်တွေးကြတာတော့မေတ္တာခြုံလို့ရှိရင်ငါလက်နဲ့စိတ်မီပြည်တည်တပြားဘယ်သူမှငါမတတ်နိုင်ဘူးလို့ဒီလိုသွားတွေးကြမယ်နော်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးတကယ်အတိတ်ပဲကခုနကမေတ္တာရဲ့အကျိုး၁၇မျိုးထဲမှာမပါဘူးလားပါတယ်လေ မေတ္တာစွာအားကြီးမားနေလို့ရှင်တော့ဒါတွေလည်းဟိုလုံးညုံနေဒါတွေကအပယိကလုံးညုံမှုတွေပဲတကယ်ရေးကြည့်တဲ့လုံးညုံမှုကဘာတော့ကိုယ်ရင်နဲ့နှလုံးထဲမှာအမုန်းတရားမရောက်ဖို့ကအရေးကြီးတယ်ဒေါသကိုကာကွယ်တာလို့ဒီလိုပြောအောင်အတုပါကဘာကိုကာကွယ်တာတော့ရာဂကိုကာကွယ်တာနော်မရဏတတိကဘာကိုကာကွယ်တာတော့ဆိုရင် တန်ဝေကမဖြစ်ပဲနဲ့မေ့မျောနေတာတန်တရာထဲမှာပျော်ပြီးတော့မကောင်းတာတွေလုပ်မိမှာဆိုတော့အကုသိုလ်တွေကိုကာကွယ်တာလို့ဒါကြောင့်မို့စတုရရခဖုခာရိယံဆိုတာစောင့်ရှောက်မှု၄မျိုးဆိုတာမကောင်းတဲ့စိတ်တွေမဝင်ရအောင်စောင့်ရှောက်တာလို့အဓိကအဲ့ဒါကျန်တာတွေကအပေါ်ယံပိုက်ကစောင့်ရှောက်မှုလို့ပြောရမယ်ဒီလိုဆိုတာနော်